ုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်တို့ဒီ laptop တစ်လုံးရဲ့ဟိုနောက်ဖုံးပေါ့နော်ဟို motherboard လေးကိုကျွန်တော်တို့ဖြုတ်ကြည့်ရအောင်ဗျာနော်ကျွန်တော်တို့ဒီဒီ laptop လေးရဲ့နောက်ချမ်းလေးကိုကျွန်တော်တို့ဖွင့်ကြည့်ရအောင်ဗျာနော်ဟုတ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်နောက်ဖုံးလေးလှက်လိုက်တဲ့အခြေအနေလေးပေါ့နော်ဒီမှာဟိုဘာလေးတွေရဘာလေးတွေဖြစ်မလဲဆိုတာတွေတစ်ချက်ကြည့်ကြည့်ရအောင်ဗျာဒါ motherboard motherboard မာလာဘုတ်ချမ်းလေးတွေပေါ့เนาะဒါလေးရတော့အခုကျွန်တော်နောက်ဖုန်းကိုလှက်ကြည့်လိုက်တဲ့ချိန်မှာဒါဒါဒါလေးက run ပြ run ကသူက1 slot ပဲပါတယ်เนาะဒီအလုံးကဒါပေမဲ့သူကအခုကတော့ focus site ထားပါเนาะဒါနဲ့သူက eight guitar site လို့ရရလောက်တယ်ဗျာဒီကောင်ကြီးကချမ်းမြင့်တော့လေအဲဒါလေးက run ထည့်တဲ့ run ထည့်တဲ့ slot လေးပေါ့เนาะဒါက run ဒီကောင်ကြတော့ဒါဟိုက M2 အတူလေးနဲ့ဗျာ ူသူစာတာလေးရလေသူစာတာလေးရဒါ M2 အတူလေးနဲ့စိုက်ထားပါเนาะသူကဟိုက SSD နဲ့တော့မဟုတ်ဘူး M2 အတူလေးနဲ့ SSD 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 ဒါဟိုစာတာ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  SSD ဒါတကယ်လို့ဟိုပါမယ်ဆိုရင်တော့ဒီနေရာလေးမှာဖြစ်မှာပေါ့เนาะဒီနေရာလေးမှာဖြစ်မှာပေါ့เนาะဒီနေရာလေးမှာပြန်ပြီးတော့ထည့်လို့ရမှာပေါ့เนาะဟုတ် ူကတော့လောဆယ်တော့ဟိုဟို M2 အတူလေးပဲပါတယ်ဗောနော်ဟောဟုတ်ပြီဒီ ARD က run ထည့်တာဗောနော်ဒါကြီးကတော့စာတာဗောနော်ဟောပြီးတော့ဒီကောင်ကဒါလေးက keyboard ဂျိုးလေးဗျကျွန်တော်ဒီကောင်လေးကဒီကောင်လေးကမောင်းလေးဂျိုးနေเนาะဒီကောင်လေးက keyboard ဂျိုး keyboard ဂျိုးမှာသူကမောင်းလေးဂျိုးနေတယ်အဲ့ဒီမောင်းလေးကျိုးလာလေးကပြန်လို့ကပြန်လို့ရမှာပေါ့နော်ဟုတ်ပြန်လို့မှရမှာပေါ့နော်ဒီတိုင်းကြီးကျတော့အဆင်မပြေဘူးဗျခဏခဏပြုတ်ထွက်တယ်ဆိုတော့လေ ဒီကောင်ပြီးတော့ဗာဒီကောင်လေးက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  touch pad ပေါ့နော်ဒီကောင်လေးက touch pad ပေါ့နော်ဒါလေးကတော့ touch pad touch pad ကျူလေးပေါ့နော် touch pad touch pad ကိုတွားထားတယ်သူကဒီဒီဟိုပုံမဲ့ဆိုရင်တော့သူက touch pad ကသူကဟိုတကြိုးပဲလာတာဗျသူကြတော့နှစ်ကြိုးပေါ့နော်တကြိုးလာတာရှိတယ်နှစ်ကြိုးနှစ်ကြိုးလာတာရှိတယ်ပေါ့နော် touch pad ကျူပါ ူကတော့ဒါနှစ်ကျိုးလာတဲ့အမျိုးအစားပေါ့နော် test pack ကိုသူကနှစ်ကျိုးလာတယ်နှစ်ကျိုးလာတယ်ဒီနားမှာတစ်ခုဒီမှာတစ်ခုပေါ့နော်ဟာနှစ်ကျိုးလာလေဟုတ်ကဲ့ပြောဒါလေးကတော့ fan ပေါ့နော်ဒါလေးကတော့ fan ဒါကတော့ heat fan ပေါ့နော် heat fan အဲဒါလေးကတော့ heat fan ပေါ့နော်ဟုတ်ဟုတ် CPU ကိုအုပ်ထားတာပေါ့နော်သူကဒီမှာ CPU ကိုအုပ်ထားတယ် heat fan ကို CPU အုပ်ထားတယ်ဒီမှာကျတော့ဒါ speaker လေးပေါ့နော် speaker နှစ်ခုရှိမယ် မှာစပီကာဟိုဘက်ဒီဘက်နှစ်ခုရှိမယ်ပြီးရင်ဒီမှာ wifi ကတ်လေးပေါ့နော်ဒါလေးကတော့ wifi ကတ်လေးလို့ခေါ်တယ်ဗျာကျွန်တော်တို့ဟုတ်ဒါ wifi ကတ်လေးပေါ့နော် wifi line မကောင်းတာလို့ပါလို့ဆိုရင်ဒီမှာကြိုးတစ်ကြိုးပဲတတ်ထားလားနှစ်ကြိုးတတ်ထားလားဆိုတော့ချက်ကြည့်ကြည့်ရပေါ့နော်ကြိုးတတ်တာမှန်လားပေါ့နော်အဲ့လိုမျိုးလေးကြည့်လို့ရပါလေဗျာဟုတ်ဒီ heat sensor ကြတော့ဒါ CPU ကိုအုပ်ထားတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဖြုတ်ကြည့်ရအောင် အဲဟုတ်ကဲ့ဒါကျွန်တော်ဟိဆန်လေးကိုဖြုတ်လိုက်ပြီပေါ့နော်ကျွန်တော်ဒါဒါလေးကိုဖြုတ်လိုက်ပြီဗျာဒါလေးကိုဖြုတ်လိုက်ပြီဖြုတ်လိုက်ပြီဆိုတော့သူကမှတော့ဒါလေးက CPU လေးပေါ့နော်ဒီ CPU ကသူကဒီ CPU ကသူကဟိုဟို PCA နဲ့တွဲရက်လာတာဗျဒီ CPU ကလေ PCA နဲ့တွဲရက်လာပါတယ်ကျွန်တော်ဂျန်အမြင့်နေဆိုရင်အင်း CPU တွေက PCA နဲ့တွဲရက်လာလာတယ်ပေါ့နော်ဟောဂျန်နေနေမှာပဲတက်တက်စီခွဲတာပေါ့နော်ဒါလေးရဒါ PCH နဲ့ PCA နဲ့အဲ CPU နဲ့တွဲရက်လေးပေါ့နော်တွဲရက်တွဲရက် CPU လေးပေါ့နော်ဟုတ်ကဲ့ဒါလေးရ PCA PCA ပါဗျဒီကောင်ကြတော့ CPU ပေါ့နော်ဒါလေးရ CPU ပါဗျာ ဒါလေးကြောက် graphic graphic လေးပါဗျာဒါကြဒီဒီဆက်လေးက graphic ပါတယ်ဆိုတော့လေ graphic ပါတယ်ဆိုတော့ဒါလေးက graphic လေးပါဗျာဟုတ်အာဒါလေးက compound လေးတွေအုပ်ထားပါဗောနော်ဒီဒါ compound လေးတွေ CPU တွေ CPU တွေ graphic တွေကပူတက်တဲ့အတွက်သူက compound လေးတွေအုပ်ပေးရတယ်ဗောနော်ဟုတ်အဲ့လိုမျိုးဟုတ်ဟုတ်ပြီဗျာဒါကြီးပါပဲဟုတ်ကျန်တာကတော့ဒါကတော့ fan fan ဗောနော်ဒါဆိုတော့ပြောပြီးွားကြီးစတာဗောနော်ဟုတ် ဟုတ်ဒါရီယာ wifi ကတ်ဟုတ်ဟုတ်ဒါပါပြဒီဘုတ်ကကြတော့ तू อ่ะဒါရီဒါရီကြတော့ဒါဟွာပေါ့เนาะဒါရီကြတော့ coin coin လို့ခေါ်တယ်ဗျာဟုတ် bio bio ဒီမှာ bio က bio ကဒီမှာဟောเนาะဒါဒါရီကြတော့ bio လို့ခေါ်တယ်ဗျာဒါရီက bio ပေါ့เนาะကျွန်တော်တို့ဟုတ် bio တွေပါတယ်တချို့ဆက်တွေကြတယ်ပြန်ပြန်ရေးရတာမျိုးတွေရှိတယ်ပေါ့เนาะအဲ့ဒါဒါရီကြတော့ bio တွေပါဗျာဟုတ် ကျွန်တော်ဒါလေးရတော့ဟိုကျွန်တော်တိတလောက်လေးပေါ့နော်ကျွန်တော်တိတလောက်လေးပါဗျာဟုတ်ကျွန်တော်လည်းဟိုဟိုပညာရှင်မဟုတ်မဟုတ်ပါဘူးเนาะပညာရှင်မဟုတ်တဲ့မဟုတ်တဲ့အတွက်ကျွန်တော်အများကြီးတော့အများကြီးမသိသေးဘူးပေါ့เนาะကျွန်တော်လည်းလက်ရှိတင်နန်းတက်နေတဲ့ဒီတဲ့အဲတင်နန်းတက်နေတာဆိုတော့ဟုတ်ကျွန်တော်တိတလောက်လေးညှောက်ဝေပြတာပါဗျဟုတ်ကျေးဇူးတင်ပါတယ်ဗျ